ရှင်မပြုတ်ကျင်တာကြောင့်ငုံနေတဲ့ကလေးငယ်လေးအပေါ်အပြုတ်မှုကြောင့်လူပြောများနေတဲ့မိမင်းမို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Sky Sally Page ကနေပြီးတော့ပရိသတ်တွေအားလုံးကို ပြန်လဲလို့ချိုဆိုပါရရှင်မိမင်းမို့က မေလ17ရက်နေ့မှာမွေးနေ့ဖြစ်တာကြောင့်ဗကန်မှာမွေးနေ့မတ်တရားအလူလုံဖို့အတွက်ကိုစီစဉ်ခဲ့ပါတယ်။ဒီနေ့အတွက်မွေးနေ့အလူကိုဒီမအနေနဲ့တခါမှမလုပ်ဘူးတဲ့ပုံစံနဲ့လုပ်ခဲ့တာဖြစ်ပါတယ်။မေမြမိုးကမွေးနေ့အမတ်တရားအနေနဲ့ရှင်ပြုဖို့ခက်ခဲနေတဲ့ချိုးတဲ့ကလေးငယ်အယောက်30ယောက်ကိုရှင်ပြုပေးဖို့အတွက်ကိုစီစဉ်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်မှာလုပ်တာမဟုတ်ဘဲဗကန်မှာသွားလုပ်ခဲ့တာဖြစ်ပါတယ်။ဗကန်မှာရှင်ပြုအလူပွဲကိုလုပ်ခဲ့တာဖြစ်ပြီးတော့ဗကန်ရက်ွက်တီမှာရှင်ပြုခြင်းနဲ့တားငယ်လေးတွေကိုရှင်ပြုပေးခဲ့ရလဲဖြစ်ပါ ပါတယ်။ကလေးတွေထဲမှာရှင်ပြူဖို့အရွယ်ကောင်းရှောင်းနေတဲ့သူတွေလည်းပါသလိုငယ်သေးတဲ့ကလေးတွေလည်း၂ယောက်၃ယောက်လောက်ပါနေတာပါ။ကလေးငယ်လေးတစ်ယောက်ဆိုရင်ငါးနှစ်ဝန်းကျင်သာရှိသေးတာမို့ရှင်ပြူရမှာကိုကြောက်တဲ့အတွက်ငိုနေခဲ့ရလဲဖြစ်ပါတယ်။ရှင်လောင်းလဲဖို့အင်ကြီးတွေလည်းပြီးတော့တနက်ခါလေးနဲ့အချိန်မှာငိုတာမျိုးမရှိပေမဲ့ပွဲဝင်ရမယ့်အချိန်မှာထပ်ပြီးတော့ငိုတာဖြစ်ပါတယ်။မိခင်ဖြစ်သူကကလေးဖြစ်သူကိုမငိုဖို့ချော့ပေမဲ့လည်း ကလေးကရှင်လောင်းလဲဖို့အတွက်ကိုမတော်ချင်တာကြောင့်မိခင်ဖြစ်သူနာဟုတ်တာတိုးလို့နေတာဖြစ်ပါတယ်။ရှင်လောင်းလဲရမယ့်အချိန်မှာငုံနေတဲ့ကလေးကိုမင်းမြို့ကသွားပြီးတော့ချော့ခဲ့ရလဲဖြစ်ပါတယ်။ရှင်လောင်းလဲရမယ့်အချိန်မှာကလေးလေးကငုံနေတာဖြစ်ပါတယ်။ရှင်ဖြူအလူတရကမှဖြစ်တဲ့အတွက်ကလေးတွေရဲ့အမေလိုခံယူပြီးတော့ကလေးတွေကိုအမေရင်းသက်ဖွယ်ဆက်ဆံနေခဲ့တာဖြစ်ပါတယ်။ရှင်လောင်းမလဲခြင်းလို့ငုံနေတဲ့သားလေးကိုအငူတက်အောင်ချော့ပြီးတော့ကစားစရာပစ္စည်းတွေဝယ်ပေးပြီးတော့အာ ုံပြောင်းခဲ့တာဖြစ်ပါတယ်။ဒါအပြင်မုတ်တွေလည်းဝယ်ပေးတယ်လို့သူမဘေးနားမှသာခေါ်ထားတာပါ။မင်းမြမဘေးနားမှသာနေနေရတဲ့အချိန်မှာမှကလေးကမငိုတော့ဘဲနဲ့အငိုတိတ်သွားခဲ့တာလည်းဖြစ်ပါတယ်။ရှက်လောင်းလဲရတာကိုလည်းမမြင်တော့ပဲပျော့ပျော့လေးသာရှက်လောင်းနဲ့နေခဲ့တာပါမင်းမြင့်မိုးကကလေး31ယောက်လုံးကိုတန်းတူဆက်ဆံပြီးတော့ရှင်ပြုတ်ပေးခဲ့ရလဲဖြစ်ပါတယ်ကလေးတွေကိုပကံရဲ့အငွေတန်းနဲ့ရှက်လောင်းလဲပေးခဲ့ရလဲဖြစ်ပါတယ် မင်းမျိုးကိုကိုရိုင်းရလဲနင်းလဲနေတာရှင်လောင်းလဲတာလည်းဖြစ်ပါရင်မင်းမျိုးကမွေနေ့မှာပကာသနာတွေဂုံတွေကိုမှတ်ပြီးတော့ကျင်းပရမယ့်ပတ်စံတွေကိုချုပ်တဲ့ကလေးငယ်တွေအတွက်အလူလုပ်ပင်းရင်းနဲ့ပဲသုံးခဲ့တာလည်းဖြစ်ပါရင်မင်းမျိုးကြောင့်ချိုးတဲတဲ့ကလေး30ယောက်ကမောင်ရင်လောင်အဖြစ်ကို ရောက်ရှိသွားပါပြီ။မိခင်တွေကလည်းသူတို့ရှင်မပြုတ်ပေးနိုင်တဲ့အချိန်မှာ မေမြင့်မို့ကရှင်ပြူပေးတဲ့အထွက်ကိုဝမ်းသာနေကြတာလည်းဖြစ်ပါတယ်။တချို့ဆိုရင်မျက်ရည်ကျတဲ့အထီးကိုဝမ်းသာကြတာဖြစ်ပါတယ်။ဒါအပြင်မေမြင့်မို့လည်းဂျေဇူးတင်စကားတွေပြောကြားပြီးတော့မျက်ရည်တွေနဲ့ကိုဂုံပြူပေးကြတာဖြစ်ပါတယ်။ကိုရင်နေအဖြစ်ပြောင်းလဲပြီးတော့တရားနာတဲ့အချိန်မှာကိုရင်32ပါးကိုကြည့်ပြီးတော့အလုဒရာကမှဖြစ်ခွင့်ရပြီဆိုပြီးတော့မေမြင့်မို့ကလည်းဝမ်းသာပြီးဒီမျက်ရည်တွေကျနေခဲ့ရတာဖြစ်ပါတယ်။ မေမြင့်မိုးရဲ့အလှကပီတိဖြာပြီးတော့မုံမြန်လွန်လာကြောင်းချီကျူးတဲ့သူတွေလည်းများနေခဲ့ပါတယ်မေမြင့်မိုးကပကံမှာပကံမျိုးသူဟိုဆယ်ထောင်ထားတာဖြစ်တဲ့အတွက်ပကံမှာသာအလှတွေလုပ်ပြီးတော့ဖြတ်တန်းနေရလဲဖြစ်ပါတယ် မွေးနေ့အလူတခြားအလူတွေဆိုရင်လည်းဒီမှာဟိုတယ်မှာသာချုပ်တဲ့တွေကိုချမဟင်းကျွေးရဖြစ်ပါတယ်။ဒါအပြင်နောက်နှစ်ဒီမှာလည်းအခုလိုမျိုးရှင်ပြုအလူကိုကျင်းပနိုင်အောင်မင်းမြင့်မိုးကစူဆောင်းသွားအောင်မှာလို့သိရပါတယ်။ရှင်ပြုတဲ့ကလေးငယ်32ယောက်ကိုရှင်ပြုပြီးတော့အလူကြီးလုပ်ခဲ့တဲ့မင်းမြင့်မိုးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်း Sky လီပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါရစေရှင်။